ဟိုးရှိရှိတုန်းကရွာတရွာမှာကြောင်မဲကြီးတကောင်နေထိုင်ပါတယ်သူဟာအလွန်ညံ့ကောင်းပြီးရွာတဲကကျွတ်တွေကိုအမြဲဖက်စားလေးရှိပါတယ်တနေ့မှာတော့ကျွတ်ဖူရင်ကသူ့လူတွေကိုစုပြီးအစည်းအဝေးခေါ်ပါတယ်ကျွတ်ဖူရင်ကပြောလိုက်ပါတယ်ငါတို့အားလုံးဒီကြောင်ကြီးရဲ့ဘေးကနေလွတ်မြောက်ဖို့နီလန်းတစ်ခုရှာကြရမယ်သူ့ကိုရှောင်ပြီးနေလို့မရတော့ဘူးဆိုပြီးဒီတခါတော့ကျွတ်ဖူရင်ကပြောပါတယ်ငါတို့ကကြောင်ရဲ့လက်ဘေးမှာခေါင်းလောင်းတစ်လုံးချိတ်လိုက်မယ်ဆိုပြီးသူလာတိုင်းအတန်ကြာရင်ငါတို့ပြေးဖို့အချိန်ရမယ်လို့သူ့ရဲ့တပည့်တွေကိုပြောလိုက်ပါတယ်ဒီကြံကိုကျွတ်တွေအားလုံးကသဘောကျကြပါတယ် ါပေမဲ့ကျွတ်ငယ်လေးတကောင်ကမေခွန်းထုတ်လိုက်ပါတယ်ဒီအတိုင်းဆိုကောင်းပါတယ်ဒါပေမဲ့ဘေကျွတ်ကကြောင်ရဲ့လေပင်မှာခေါင်းလောင်းချိတ်ဖို့ဘေတူသွားရဲမှာလဲလို့မေးလိုက်တော့ကျွတ်တွေအားလုံးတိတ်ဆိတ်သွားကြပြီဘယ်သူမှမဖြေကြတော့ပါဘူးအကြံကောင်းတစ်ခုရှိုံနဲ့မလုံလောက်ပါဘူးအဲ့ဒီအကြံကိုအကောင့်ထဲဖော်ဖို့တတိနဲ့လက်တွဲလှုပ်ဆောင်နိုင်မှသာအကျိုးရှိပါတယ်ကြောင်နှင်းကျွတ်ပုံပြလေးကလူတွေကိုအကြံဉာဏ်နဲ့လှုပ်ဆောင်ခြင်းနှစ်ခုလုံးအရေးကြီးကြောင်သတိပေးထားပါတယ်